ပြောနေမယ်အတက်ဘလောက်လဲ15နှစ်15နှစ်ရောက်ဒီမျိုးရောက်လာတာဘယ်နှစ်ရှိပြီလဲနှစ်နှစ်ရှိပြီဘယ်ကနေရောက်လာလဲရန်ကုန်ရောက်ပါရန်ကုန်ကဘယ်သူနဲ့နေတာလဲရန်ကုန်မှာအမေလာပို့တာလားမြောက်ဒီကိုအမေဘယ်ဟိုလာပို့တာလဲမြောက်ဒီလာပို့မြောက်ဒီဘယ်နေရာဟိုလာပို့တာလဲမဆက်ရုံမှာလာပို့တာလားတမီးဟိုလာပို့တာဘယ်နှစ်ကြာပါလဲ နှစ်နှစ်ကြာပြီ73နှစ်ရွယ်ကလေးလားပို့တာလားဩတမီးလွန်ခဲ့တဲ့6လတုန်းကရောမတကြိမ်မဆက်ယုံကနေပြီးတော့ထွက်ပြေးလာခဲ့တယ်ဘာဖြစ်လို့လဲမနေချင်လို့လားအခုတခါထွက်ပြေးရယ်ပထမတကြိမ်လွန်ခဲ့တဲ့6လတုန်းကအမတ်လေးယုံကနေပြီးတော့တမီးကိုကဲကူညီလိုက်တယ်နော်အခုဦးစီးကိုရောက်လာတယ်နော်အာအခုဘယ်ကိုကြွားချင်လာတယ်တမီးကအဖွားရှင်နေရဟိုင်းကျွန်းပါဟိုင်းကျွန်းပဲနေရလဲကျောက်ကြီးပါကျောက်ကြီးပါ ဟာဂျွန်မြို့နယ်ဟာဟာဂျွန်ပကံကျွာတရကျွာရှိရမှာဟုတ်လားတမီးရမေရတမီးကအိမ်မှာတက်ခေါ်လာခဲ့တာလားဟုတ်အဖွားလည်းတူတူနေလာတမီးရအရင်တော့ဟုတ်လားတမီးတို့မှလည်းမဘယ်နေရာရှိတယ်၃ရက်၃ရက်၃ရက်လောက်အဖွားလည်းတူတူနေလာလားမဟုတ်ပါဘူးဟုတ်လားအငယ်ဆုံးကအဲ့တော့တူခေါ်လာဟုတ်လားအဲ့တမီးအောက်ကတမီးအကြီးဆုံးလားတမီးအောက်ကတရားရောမင်းမွေးကြောက်ပြီလေတရားတရားမွေးကြောက်ပြီလား တပည့်ကိုကြားတော့မဆက်ရုံမှာမူစားဖို့အမေကပေးလိုက်တယ်အဲကြောင့်မို့အလုတ်လာအလုတ်လာတွင်းလာပြီလာတွင်းပေးထားတာလားဩဩတမီးကိုတန်းစင်းရေးတွေပါတယ်ပဲခိုင်းရသေးတယ်ကြံလာတော့ဘာမှမခိုင်းဘူးဒါတမီးနေမပြောဘူးလားမျိုးဩနေမပြောလို့ထွက်ပြေးတာနှစ်ကြိမ်ရှိပြီနော်ဩအခုခဏတော့ပြောတယ်ဟိုင်းကြီးကျွန်းကြောက်ကူကြေးရွာကိုအဖားအဖားစီလို့ပြန်ကျင်တယ်အဲမျိုးလားဩ အာဦးဆက်တွေ့ပေးကြည့်ကြည့်မနော်ဟုတ်လားဒီနှစ်နှစ်လောက်လောက်အလောက်လောက်တာတမျိုးဘာမှဟိုဘယ်လိုမှလသာလည်းမပေးဘူးပေါ့ဟုတ်ပေးဩဩဟိုတခါရောက်ကြရင်လည်းဘာမှမခိုင်းဘူးနော်ဟုတ်ဩတော်သေးတာပေါ့အဲ့ဒါအယူတမီးထွက်လာလာမြန်လို့နော်အေးအဲ့လိုမျိုးအဲရပြီရပြီနော် ပမာပေါ့နော်ဒါပေမဲ့ဒီနေ့ပြန်ကြည့်မယ်ဆိုရင်ဟဲ့လားဒီပမာလူမျိုးတွေတဲ့မှာ ပြည်တွင်းမှာပြပမှာရောဟဲ့လားဒီတိုင်းသားကောင်းဆောင်တိုင်းသားတော်လိုင်းကောင်းဆောင်လက်နက်ကင်တိုက်နေတဲ့သူတွေကိုလည်းလေးစားကြတာမျှော်လင့်ကြတာရှိပါတယ်အဲ့ဒါမှဗိုလ်ချုပ်ထွန်းမြတ်နိုင်ပါပါတယ်ဒါအတန်တရားရှိကြမလို့ပါဘူးအဲ့တော့ကျွန်တော်တောင်နဲ့မေခွန်းမင်းနေတာမဟုတ်ဘဲနဲ့ ကျွန်တော်တို့သတင်းစာဆရာတွေသတင်းတောက်တွေမေးတဲ့မေးခွန်းတစ်ခုရှိတယ်အဲ့ဒီမေးခွန်းကတော့တို့တွေအားလုံးကိုစားကျွန်တော်မေးပေးတာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့အခုတော်လိုင်းရေးမှာတဲ့အားလုံးကလက်ခံတဲ့နိုင်ငံရေးခေါင်းဆောင် မရှိဖြစ်နေတဲ့အချိန်မှာမြန်မာနိုင်ငံတစ်ခုလုံးနဲ့ဥဆောင်ပေးဖို့ကမ်းလှမ်းလာမယ်ဆိုရင်တဲ့ဘုရုပ်ထုံးမြနိုင်ဘလို့လှုပ်ဆောင်မလဲတဲ့အဲ့ဒါကျွန်တော်အပြင်တခြားတဲ့င်း ကွန်မြူနတီကမေးနေတဲ့မေးခွန်းသူတို့ကိုစားကျွန်တော်မေးပြတာပါဟုတ်ကဲ့ကျွန်တော်ရဲ့သဘောပေါ်တော့ကျွန်တော်ရဲ့မေရှင်အဓိကတာဝန်ကတော့ဒါဒါအရာခဒေတာလွတ်မြောက်ရေးနဲ့ကျွန်တော်တို့ရဲ့ဟိုတမိုင်းပေးတာဝန်ပေါ့ကျွန်တော်တို့ရခိုင်လူမျိုးတွေရဲ့ရာစုနှစ်နဲ့ချီပြီးမှအာခံစားခဲ့ရတဲ့ဆုံးရှုံးမှုနစ်နာမှုအဆက်ကွဲမှုဂုံတိတ်ခါကင်းမဲ့မှုတွေကိုကျွန်တော်တို့ကဒါအကုန်လုံးပြန် consolidate လုပ်ရမယ်ပေါ့နော် အဲ့ဒါကကျွန်တော်တို့ရဲ့ main mission ပါပဲဒီဟာတွေကိုကျွန်တော်တို့ကတည်ဆောက်ရင်းနဲ့တဖြည်းဖြည်းနဲ့လူမျိုးပေါင်းစုံလွတ်မြောက်ရေးအရေးကြီးတယ်ဆိုတာကိုလည်းလက်ခံလာတယ်ဒီမူကိုလည်းကျွန်တော်တို့ကင်လာတယ်ဆိုတာကမဟာမိတ်တွေနဲ့လက်တွဲရင်းနဲ့အဲကျွန်တော်တို့နားလည်လာတာဖြစ်တယ်ဒီသမိုင်းတွေကိုလစ်လာရင်းနဲ့ပြီးမှအိန္ဒိယနိုင်ငံတွေနဲ့ဆက်ဆံတဲ့အချိန်မှာဟာငါတို့ကဒါမျိုးမစည်းလုံးဘူးဆိုရင်ငါတို့ကလူရမဝင်ဘူးပဲဒီကဘာမှာဟုတ်တယ်ကျွန်တော်တို့ရဲ့ main mission ကတော့ main mission ရှိတယ် ဒါမဲ့ဒီဟာတွေနဲ့ဆက်ဆက်ပြီးမှဗားတယ်လို့ခုလို့တာဆိုတော့ကျွန်တော်နားလည်ခဲ့တယ်ပြီးမှကျွန်တော်ကိုခေါင်းဆောင်ဖို့မေးတာဆိုတာတည်းကျွန်တော်ဖက်ကစဉ်းစားချက်ကတာဝန်ပေါ့ဒီတာဝန်ကိုယူမယ်ဆိုရင်ကျွန်တော်တို့ဖက်မှာပြင်ဆင်စရာအများကြီးလိုသေးတယ်ခေါင်းဆောင်မှုတစ်ခုကိုတာဝန်ယူပြီးဆိုရင်လိုအပ်ချက်တွေကိုဖြည့်ဆွန်းနိုင်ဖို့အတွက်လည်းအရေးချင်းတွေရောတခြားဖန်တီးစရာတွေရောရှိတယ်ကျွန်တော်ကတော့တာဝန်ယူရမှာကို နည်းနည်းမှဟိုမဟိုဘယ်လိုပြောမလဲမတွေ့ဝဲဘူးတို့တော့ကိုယူထားတဲ့တာဝန်အတွက်ကိုကအစင်တင်ဖြစ်သလားဒါမှမဟုတ်ရင်ဘာတွေကိုလုံးမလဲဆိုတဲ့ဟာကိုလည်းကျွန်တော်ဖက်ကစဉ်းစားကြရတော့ရှိပါသေးတယ်ကျေးဇူးတင်ပါတယ်ဘုကျုပ်ထွန်းမြတ်နိုင်အဲ့တော့စစ်တိုက်နေတဲ့အချိန်ယုံခံနေရတဲ့အချိန်စင်ကုန်မှုတွေထောင်နဲ့တောင်းနဲ့ရှိနေတဲ့အချိန်အကုန်သိခါနဲ့ရပိုင်ခွင့်တွေကိုပြန်ပြီးတော့တိုက်ယူနေရတဲ့အချိန် ပေါ့နော်အဲ့ဒီအချိန်မှာ optimism နဲ့ the hope အကောင်းမြင်စိတ်နဲ့မျှော်လင့်ချက်ကိုနေ့စဉ်ဘယ်လိုကိုနဲ့မကွာထားဖို့ကြိုးစားရလဲအားလုံး share ပေးပါဦးဟုတ်ကဲ့ဒီစစ်ပွဲဆိုတာကပုံနိုင်တဲ့အချိန်ရှိတယ်နာတဲ့အချိန်လည်းရှိတာပဲနာတဲ့အချိန်တွေမှာကျွန်တော်တခြားဒီမြန်မာပြည်အလဲပိုင်းကဟို စိတ်ပိုင်းဆိုင်ရာပေါ့တက်လွယ်ကြလွယ်ဟာဥမာစာကစာကမတွေကဥထောင်လာပြီတန်တမန်ရဲ့အတိမဲ့ပြုလိုက်ပြီးရွေးကောက်ပွဲပြီးရင်သူကဘာဖြစ်တော်တော့မယ်ဆိုတဲ့ဟာမျိုးစိတ်ပူနေကြတာကျွန်တော်တို့တွေ့တယ်ကျွန်တော်တို့ဖက်မှာကြတော့ဒီစစ်ပွဲကြီးအတွက်ပေါ့လေတိုက်ပွဲပေါင်းများစွာတိုက်တဲ့ချိန်မှာကိုနာတာလည်းရှိတယ်နိုင်တာလည်းရှိတယ်နာတိုင်းလည်းကိုကရက်နာတော်လို့ရတာမဟုတ်ဘူးကိုရဲ့ရင်မဲချက်ကိုမရရအောင်တိုက်ရမှာပဲ တပွဲနာတော့တယ်နှစ်ပွဲနာတယ်ဆိုပေမဲ့ဒီဟာတွေကိုတင်ခန့်တာထုတ်ပြီးမှကိုကဒီဟာတွေနောက်ထပ်မမအောင်လုတ်ရရှိတာကိုလုံရမယ်အဲ့လိုမျိုးဟာတွေကိုကျွန်တော်တို့ကတောက်လျှောက်ဒီစိတ်ထဲမှာရှိပြီးသားကျွန်တော်တို့ရဲဘော်တွေရောတပ်မှုတွေရောဒီမြန်မာပြည်တပြည်လုံးကဒီတိုင်းရင်းသားလူမျိုးပေါင်းစုံပေါ့ဗမာပါဝင်တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်းဒီစစ်ပွဲမှာရှေ့ပိုင်းပေါ့ဒီ2025ဒီဒီကနေရှေ့ပိုင်းမှာ ကိုအသာစီးရနေတာပဲရန်သူဘက်ပေါင်းစုံကိုဝိုင်းပြီးမှဒီဒီအချင်းပြတ်ခဲရောက်နေတယ်စကားမတော်မှသူသူအကောင်းဆုံးကြိုးစားတာပဲဒါကြောင့်သူခဏတစ်ဖြုတ်အသာစီးရတဲ့ဟာကိုကိုကစိတ်ထဲကြားเสียအကြောင်းမရှိဘူးသူတောင်ဒီလောက်ခံနိုင်ရင်သူ့ကိုအနိုင်ရဖို့ဆိုရင်ဒီထက်ခံနိုင်အောင်ကိုကအာဒါတွေးခေါ်ရမယ်ကြိုးစားရမယ်ဒါအဆုံးမဟုတ်ဘူးသူ့ကိုအတိမတ်ပြမှုရတယ်ဆိုမယ်ကျွန်တော်စောစောပြောခဲ့သလိုပဲ သူကစားနေတဲ့ဖဲကိုကိုယ်လက်ထက်ရအောင်လုပ်ရမယ်လေကျွန်တော်တို့ကြိုးစားစရာတွေအများကြီးရှိတယ်စိတ်ဆက်ပြစရာအကြောင်းပါမှမရှိပါဘူး